ရောက်သွားမှာစိုးလို့အမှုပညာလို့မနာရဲဘူးလို့ပြောလာတဲ့စစ်နိုင် အားလုံးပဲမင်္ဂလာပါရှင့်ဒီနေ့ကျမတို့ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့မြမအမှုပညာလောကမှာသူ့ရဲ့ကိုပိုင်ဟန်ကိုပိုင်နေရာနဲ့ယက်တီနေတဲ့တရုတ်ဆောင်စစ်နိုင်ရဲ့ရင်ဖွင့်စကားလေးပဲဖြစ်ပါတယ်သူ့ရဲ့စကားတခွန်းကပရိသတ်တွေကြားမှာတော်တော်လေးစိတ်ဝင်စားစရာဖြစ်ခဲ့ရပါတယ်အဲ့ဒါကတော့ပြောက်သွားမှာစိုးလို့အမှုပညာလို့မနာရဲဘူးဆိုပြီးပြောလာခဲ့တာပါဒီစကားကိုကြားလိုက်ရတော့ ကျမတို့စဉ်းစားမိတာကအမှုပညာရှင်တယောက်ရဲ့ဘဝမှာရိုက်ကူးရေးတွေထွက်ဖြေပွဲတွေပွဲလန်းပင်တွေနဲ့အများရန်အလုံများနေတဲ့ဂျာဘတ်နေသူတို့ရင်ထဲမှာဘလို့ခန်းစားချက်မျိုးတွေရှိနေလဲဆိုတာပါပဲစစ်နိုင်ကဘာပြောလဲဆိုတော့ကျွန်တော်ကျွမ်းကျင်တဲ့အလုပ်ကအမှုပညာအလုပ်ပဲရှိတာမို့ဘလို့အကြောင်းနဲ့မှဒီအလုပ်ကိုမနာရည်ဘူးတဲ့ဟုတ်ပါတယ်နော်လူတယောက်ကိုကျွမ်းကျင်ဆုံးကိုနှစ်သက်ရာအလုပ်တစ်ခုကို လုပ်ရတဲ့အခါပို့ပြီးပျော်ရှင်ရပါတယ်စစ်နိုင်နေနဲ့လဲ သူ့ရဲ့ဘဝကိုအမှုပညာနဲ့အတူဖြစ်တန်းလာခဲ့တာဆိုတော့အမှုပညာလောက်ကိုနားဖို့ဆိုတာသူ့အတွက်စိတ်ကူးထဲမှာတော့မရှိဘူးလို့ဆိုပါတယ်။အမှုပညာရှင်တယောက်အတွက်ကိုချစ်တဲ့အလုပ်ကိုနေ့တိုင်းလုပ်နေရတာဟာပျော်ရွှင်မှုပါပဲ။ဒါပေမဲ့ဒီပျော်ရွှင်မှုနောက်ွယ်မှာဘလို့ဖြစ်အားတွေရှိနေမလဲဆိုတာကိုလည်းစစ်နိုင်ရဲ့နောက်ထပ်စကားတစ်ခွန်းကထင်ဟပ်နေပါတယ်။သူ့ရဲ့ပြောစကားထဲမှာပို့ပြီးတော့ပရိသတ်တွေရဲ့စိတ်ကိုထိမိစေခဲ့တဲ့အပိုင်းကတော့ဒလာလောက်နားလိုက်ရင်ကိုအမှုပညာလောကထဲကနေပျောက်သွားသလိုခံစားရတယ်ဆိုတဲ့စကားပါပဲ။ ဒီစကားလုံးလေးတွေကအမှုပညာရှင်တယောက်ရဲ့ယင်တဲ့ကခစားချက်စစ်အမှန်ကိုထုတ်ဖော်ပြသလိုက်တာလို့ကျမတို့မြင်ပါတယ်။ဘာလို့လဲဆိုတော့အမှုပညာလောကဆိုတာအမြဲတမ်းရွေ့လျားနေရယ်။နေတိုင်းလိုလိုအမှုပညာရှင်အစ်တွေထွက်ပေါ်လာနေတဲ့ပရိသတ်တွေရဲ့အာယုံဆိုင်မှုကလည်းအမြဲတမ်းအစ်အစန်းတွေကိုရှာဖွေနေတတ်ပါတယ်။ဒီတော့ကိုကိုအားပေးနေတဲ့ပရိသတ်တွေရဲ့စိတ်ထဲကနေပျောက်ကွယ်သွားမှာကိုစိုးရိမ်တဲ့စိတ်ကအမှုပညာရှင်တိုင်းမှာရှိနေတတ်ပါတယ်။ ခနာလေးနားလိုက်ုံနဲ့ကိုးနေရပျောက်သွားမလားပြိသက်တွေမေ့သွားမလားဆိုတဲ့စိုးရိမ်စိတ်ကသူတို့ကိုအမြဲတမ်းလှုပ်ရှားနေစေတာဖြစ်ပါတယ်။စစ်နိုင်ရဲ့ဒီပြောဆိုမှုကအမှုပညာလောကမှာရေရှည်ရတည်ဖို့ဆိုတာဘလောက်အမှုပညာရှင်ရဲ့စူးစားအထုံးမှုစိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ရှိမှုနဲ့ပြိသက်ရဲ့အားပေးမှုတွေအပေါ်မှာမူတည်နေတယ်ဆိုတာကိုပြသနေပါတယ်။သူကသူ့ရဲ့အလို့အပေါ်ဘလောက်တိဆက်ရှိလဲဘလောက်အလေးနက်ထားလဲဆိုတာပေါ်လွင်နေပါတယ်ပရိသတ်ကိုတံပိုးထားလို့ တို့ရဲ့စိတ်ထဲကနေပျောက်ကွယ်သွားမှာကိုစိုးရိမ်လို့သာသူကဒီလိုမျိုးမနာတမ်းစူးစမ်းနေတာဖြစ်မှာပါ။ဒါကြောင့်မို့လို့စစ်နိုင်လို့ပဲအမှုပညာပေါ်အငဲတံပိုးထားပြီးသူ့ရဲ့ပြိသက်အတွက်ခေါင်းဆောင်တွေကိုဖန်တီးပေးဖို့မနာမနေစူးစမ်းအားထုတ်နေတဲ့အမှုပညာရှင်အားလုံးကိုကျွန်တော်တို့အနေနဲ့လေးစားမိပါတယ်။တို့ရဲ့စူးစမ်းမှုတွေကိုမြင်ပြီးပြိသက်တွေအနေနဲ့လည်းဆက်လက်အားပေးသွားကြဖို့တိုက်တွန်းချင်ပါတယ်။ကိုချစ်တဲ့အမှုပညာရှင်တွေဘယ်တော့မှပျောက်ကွယ်မသွားစေဖို့ကျမတို့ရဲ့အားပေးမှုတွေကလည်းအရေးကြီးပါတယ်နော်။ ဒီနေ့အတွက်တော့စစ်နိုင်ရဲ့ရင်ဖွင့်တယ်လေးနဲ့အတူအမှုပညာရှင်တို့ရဲ့ဘဝအကြောင်းကိုဆွေးနွေးပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ပေးကြတဲ့ပရိသတ်တို့ချင်းစီကိုကျေးဇူးတင်ရှိပါတယ်။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ရှင်။